တရားဒီနေ့တော့အပြာရောင်မီးအိမ်ဆိုတဲ့ပုံမြင်လေးကိုဖတ်ပြမယ်နော်။တခါတော့ဟောပေါ့စစ်တီတော်တို့ဟာဘယ်ရင်မြင့်မြတ်တွေတစ္ဆာရှိရှိရင်းရင်းဝုန်ဝုန်နဲ့အမှုထမ်းခဲ့တယ်တဲ့။ဒီလိုနဲ့စစ်ပွဲပြီးသွားရောဆိုပါတော့ဘယင်ကအဲ့ဒီစစ်တီတော်ကိုချီးမြှင့်မြောက်စားခြင်းနဲ့မပြုကျေးဇူးတင်စကားလေးတစ်ခွန်းတော့မပြောဘဲအိမ်ပြန်လွတ်လိုက်တယ်။ ဒီတော့စစ်တီတော့ဘယ်လိုခံစားရမလဲဆိုတာစဉ်းစားကြည့်ပြီးတော့သူ့ပစံအိတ်ထဲမှာလဲဗလားသူ့ပိုက်ထဲမှာလဲဗလားမောလဲမောစာလဲစာနဲ့ရှောင်းလာလိုက်တာဆုံးမိုင်တယောက်နေတဲ့တောဆက်ကအိမ်လေးတစ်လုံးကိုရောက်သွားတယ်စစ်တီတော်ကဆုံးမိုင်မှန်သိပေမဲ့ကြောက်ရွံ့မှုမရှိဘူးစာလုံးလို့အစားစာရှိရင်နည်းနည်းလောက်ပေးဖို့နဲ့ ဒီအိမ်မှာတညလောက်အိတ်ခွင်ပေးဖို့တောင်းမယ်နဲ့စုံမကြီးကမင်းတောင်းလာနဲ့တန်အောင်တော့အလုပ်လုပ်ရမယ်ဆိုပြီးသူ့ချန်နယ်ကိုတူးဆွာခိုင်းတယ်ထင်းတွေကိုလည်းခွဲခိုင်းတယ်ဒီလိုနဲ့နောက်တစ်နေ့မနေ့ရောက်တော့စုံမကြီးကမင်းဒီမှာအရက်ဆက်နေခြင်းသိရင်ဟောဟိုရင်ကျွတ်မဲ့ကြီးရဲ့အောက်ခြေမှာရှိတဲ့အပြာရောင်မီးအိမ်ကိုယူလာပေးရမယ်အဲ့ဒီမီးအိမ်ကမီးတောက်ကအပြာရောင်ပဲ ဒါပေမဲ့ဘတော်မှအလင်းရောင်ကအပြည့်မထွက်ဘူးစတီတော်ကသူ့ယူပေးမယ်လို့ခရီးပေးလိုက်တယ်။နောက်နေ့မနေ့ရောက်တော့စုံမာယာရေရင်းနဲ့ကိုကျိုးတချောင်းချပေးတယ်။အဲ့ဒီကျိုးကနေတွေ့ပြီးစစ်တီတော်ဟာရေရင်းထဲကိုဆင်းခဲ့တယ်။ရေရင်းထဲမှာစုံမကြီးပြောတဲ့အပြာရောင်မြင့်ကိုတွေ့တော့ယူခဲ့တာပေါ့။ဒီလိုနဲ့သူဟာချထားတဲ့ကျိုးကပြန်တွေ့တက်ခဲ့တယ်။ တွင်းဝါနာနီရောက်တော့စုံးမကြီးရလက်ကမ်းပြီး သူစီကမိအိမ်ကိုအရင်လှမ်းပေးဖို့တောင်းတယ်စစ်တီတော်ကစုံးမကြီးအမှုရောမတင်ကြတော့အပေါ်ရောက်မှပေးမယ်လို့ပြန်ပြောလိုက်တယ်အဲ့လိုလဲပြောတဲ့ကြာရောစိတ်ဆိုးပြီးစုံးမကြီးဟာရေတွင်းနှခမ်းအကျိုးဖြုတ်ချလိုက်တာစစ်တီတော်လဲရေတွင်းနဲ့ကိုပြုတ်ကျသွားလေရောတဲ့စစ်တီတော်ဟာထွေးအောင်ချီကိုကြာသွားပဲမယ် နာကျင်ခြင်းမရှိဘူးတဲ့။ဆုံးမကြီးပြောတဲ့စကားကိုသူပြန်ချောင်ရောင်နေတယ်။ဒီမိရင်ကအပြာရောင်ပြီးတော့ဟာဘတော်မှအပြင်းကိုမထွက်ဘူးလေ။အဲ့လိုဆိုဘာတော့ဝင်ပါလဲ။စစ်တီတော်ကသူ့ဘယ်နည်းနဲ့မှဒီရင်ရင်းပြက်ထဲကနေအသက်ရှင်လျက်ပြန်ထွက်နိုင်မှာမဟုတ်ဘူးလို့ထင်တယ်။သူဘဝရဲ့စိုးဝါလာတဲ့ကုသိုလ်ကြမှာကိုပဲထိုင်အပြစ်တင်နေမိတယ်။ ဒီရေတွင်းထဲမှာသူဟာအစာနဲ့ရေငက်နဲ့သေးမှာပဲမသေးခင်စေးတံကလေးတစ်ဖွာတစ်ဆိုင်လောက်တော့သူတောက်သွားခြင်းနဲ့ဒါကြောင့်သူ့မှာပါလာတဲ့စေးတံကိုမိညီဖို့အတွက်မိအိမ်ရာကိုကိုင်းညောက်ပြီးမိစာကိုမြှင့်လိုက်တယ်အဲ့လိုမြှင့်လိုက်တယ်ဆိုရင်ပဲမထင်မှတ်ဖဲမဖြစ်စလောက်မိခိုးဝင်တယ်လေးထွက်လာပြီးညစ်ပက်ပရေနေတဲ့မင်းစာတက်တက်လေးတစ်ကောင်ထွက်လာတယ်သူကဥညွတ်ပြီး ကျွန်တော်ဟာမိခွေဆောင်မင်းစာလေးပါ။အရှင်လိုရှိရာစီခိုင်းတော်မူပါ။ပြီးမြောက်အောင်ဆောင်ရွက်ပေးပါမယ်။တကယ်လားဟေ။ဒါလို့ဆိုရင်ငါ့ကိုရေတွင်းထဲကနေအပြင်ရအောင်အရင်လုပ်ပေး။ပြီးရင်ငွေစားလေးပါလေးလဲတောင်းရအောင်ရှာပေးအောင်။သူစကားဆုံးတာနဲ့တပြိုင်နက်သူဟာရေတွင်းပေါ်ပြန်ရောက်နေတာတွေ့ရတယ်။အဲ့ဒီမင်းစာလေးကတဲပက်လက်မှာဝတ်ထားတဲ့စုံမကြီးရဲ့ ရွှေဝေယဒနာတို့လည်းတွေ့အောင်ပြလိုက်တယ်။စစ်တီတော်ဟာအချိန်ဖြုံးမနေတော့ဘူး။တွေ့တဲ့ယဒနာတွေနဲ့ရွှေဝေတွေကိုအိတ်ထဲထည့်ယူခဲ့တာပေါ့။သူအိတ်လိုလုံနေချိန်မှာပဲအဝေးကကြောင်နဲ့ကြီးကိုစီးပြီး သူ့စီလာနေတဲ့ဆုံးမကြီးကိုလှမ်းမြင်လိုက်ရတယ်။စစ်တီတော်ကမိခွက်ဆောင်ကိုကဲဟေ့ဒီဆုံးမကြီးကိုဖမ်းပြီး အပြစ်ပေးလိုက်စမ်း။သူစကားလဲဆုံးတာနဲ့ချက်ချင်းပဲ ဆုံးမရဲ့လက်နဲ့ခြေထောက်တွေကိုကျိုးနဲ့တုပ်ပြီးသားဖြစ်သွားတယ်။တိတ်မကြောက်မိခွက်ဆောင်ပြောင်းရောက်လာတယ်။တခင်မိန်တိုင်းဆုံးမရီကိုကားစင်တင်ပြီးပါပြီလို့ပြောလိုက်တယ်။ကောင်းပြီလို့စစ်တီတော်ကပြောပြီးအဲ့ဒီနေရာကထွက်လာခဲ့တော့တယ်။အခုတော့စီးရဲတဲ့စစ်တူတော်ဟာတထည့်ကြီးတယောက်လိုနေထိုင်နေတဲ့ဘဝကိုရောက်သွားပြီပေါ့ကွယ်။ သူဟာသူ့အိမ်မက်တောင်မက်ဖူးတဲ့ငွေကြီးတွေပိုင်ဆိုင်နေပြီ။သူဟာအကောင်းဆုံးဆိုတဲ့ဝတ်စားတွေကိုဝတ်ပြီး အကောင်းဆုံးဆိုတဲ့တည်ခိုခန်းတွေမှာလှည့်လည်နေထိုင်နေ။တညတော့သူဟာစားကောင်းတောက်ခွဲတွေကိုဗိုက်တင်းအောင်စားပြီးမိအိမ်ကိုမြှင့်လိုက်တယ်။မိကွက်ဆောင်ပေါ်လာပြီးဘာလို့ရှိပါလဲသခင်။ညာဘက်ရောက်လို့ဘရင်သမီးတို့အိတ်ပြော်လောက်တဲ့အချိန်ရောက်ရင် အဲ့ဒီသူ့အိတ်ဆောင်ကိုတွားအိယာတွေကဖခင်သမီးကိုငါစီခေါ်လာခဲ့သူ့ဖေစီမှာငါဟာတစ္ဆာရှိရှိအမှုထမ်းခဲ့ပေမဲ့ငါ့ကိုဘာစုလက်မှမပေးခဲ့ဘူးဒီတော့လက်စားချေအနေနဲ့သူ့သမီးကိုငါအစီကံတယောက်လိုခိုင်းလိုက်မယ်အဲ့ဒီညာကြရောတကယ်ပဲမိခွက်ဆောင်ဟာအိပ်ပျော်နေတဲ့မင်းသမီးလေးကိုအိယာထဲကနေစစ်တီတော်ရဲ့အခန်းထဲကိုခေါ်လာခဲ့တယ်စစ်တီတော်ကကောင်းနေဟဲ့ မိမကောင်းဆိုတာတပြက်စီးနဲ့မကင်းကွာရအောင်ကဲသူ့ကိုဒီခန်းလှဲချင်းပြီးကြမ်းတိုက်ခိုင်းမင်းသမီးလေးဟာအိပ်ပျော်ရဲနဲ့တပြက်စီးလဲကြမ်းတိုက်ရတယ်ပြီးတော့စစ်တီတော်ရဲ့ဖက်နှက်တွေကိုလည်းပြောင်းအောင်တိုက်ရတယ်အဝေးဟောင်းမျိုးကိုလည်းလျှော့ပေးရတယ်တဲ့လင်းကျက်တွင်နေရောက်မှပဲမင်းသမီးလေးကိုသူ့အိမ်ရပြန်ပို့လိုက်တယ်မင်းသမီးလေးဟာအိမ်ရကနိုးတော့ ငါညာတော်တော်ထူးဆန်းတဲ့အိမ်မက်မတ်တာပဲသူတွေးမိတယ်အဲ့ဒီအကြောင်းကိုသူ့ပြပြင်းကိုပြန်ပြောတယ်သူအိပ်ပျော်နေတော့မမြင်ဘူးတဲ့စစ်တီတော်တယောက်ရောက်သွားပြီးအစီကံလောက်ပြီးလုံနေရတဲ့အကြောင်းပေါ့ဘယင်းကြီးကမင်းသမီးလေးရဲ့လက်ကိုယူကြည့်လိုက်တော့လက်တွေညစ်ပတ်နေတာတွေ့ရတယ်ဒီတော့ဒါဟာအိမ်မက်မဟုတ်ဘူးလို့တွေးမိတယ်ဘာလို့ရရင်ကောင်းမလဲလို့လဲတွေးရသေးတာပေါ့ကွယ် နောက်ဆုံးတော့ဘီဟာအကျန်တစ်ခုရသွားတယ်။ညာအေယာဝန်ငယ်နီးသမီးတော်ရဲ့လက်ဘင်းမှာပဲစီလေးတစ်စီးထည့်ထားတဲ့အိတ်ကလေးတစ်လုံးကိုဆွဲပေးလိုက်တယ်။အဲ့ဒီအိတ်မှာ အပေါက်ကလေးတစ်ခုလည်းဖောက်ထားတယ်။ဘယင်ရဲ့ရည်ရွယ်ချက်ကမင်းသမီးလေးကိုခေါ်သွားရင်အဲ့ဒီအိတ်ပေါက်ထဲကပဲစီလေးတွေဟာ ခေါ်သွားတဲ့အိမ်ရောက်တဲ့အထိလမ်းတစ်လျှောက်လုံးကြကြရင်မယ်။အဲ့ဒီပဲစီလေးတွေကိုချီရခံလိုက်မိသွားရင် လူရုပ်မဟုတ်မိမယ်ပေါ့လေဒါပဲမဲအဲ့ဒီညမင်းသမီးလေးကိုလာခေါ်တဲ့မိခွက်ဆောင်ဟာအဲ့ဒီအိတ်ကလေးကိုသတိပြုမိသွားတယ်ဒီတော့လမ်းမပေါ်မှာအဲ့ဒီအိတ်ထဲကနေပဲစီတွေကိုဖြန့်ကျဲပစ်ခဲ့တာပေါ့အဲ့ဒီညလဲမင်းသမီးလေးဟာအလုတ်ကျန်းတွေလုံရတယ်အိယာနိုးတော့သူ့တကူလုံးနာကျင်ကြိုက်ခဲနေတာပဲဒီဒီတခါလဲဘယင်းဟာ ရန်သူကိုချေရမခံမိပြန်မူဒီတော့သမီးလုတဲ့သူကိုဒီလိုအကြံပေးတယ်သမီးဒီတခါတော့အဲ့လိုခေါ်လို့ရောက်သွားရင် လူယုံမာရဲ့ခရင်အောက်ကိုသမီးရဲ့ဖက်နဲ့တစ်ဖက်ကန်သွင်းထားခဲ့အဲ့ဒီညလာခေါ်တော့မင်းသမီးလေးရလဲသူ့ဖေမာခဲ့တဲ့အတိုင်းလုတ်ခေတာပေါ့နောက်တနေ့ဘရင်မိန်နဲ့စစ်သားတွေက တိမ်တက်စင်လိုက်ရှာတော့ မင်းသမီးထားခဲ့တဲ့ဖက်လက်ကိုတွားတွေ့တယ်။အဲ့ဒီခန်းကအပြရောင်မိအိမ်ပိုင်ရှင်စစ်တီတော်ကိုလည်းတခါတည်းဖန်ခေါ်ခဲ့တာပေါ့။ဘယင်မင်းမြတ်ကလည်းသူ့သမီးတော်ကိုဒီလိုအလုတ်ကန်းတွေလောက်ခိုင်းရမလားလို့သိစိတ်ဆိုးနေတော့စစ်တီတော်ကို တရားရုံးတင်လိုက်တယ်။တရားရုံးကစစ်တီတော်ကိုတည်တဲ့အမိန့်ချလိုက်တဲ့ကွယ်။တည်တဲ့စီရင်တဲ့နေ့မှာစစ်တီတော်ဟာ ကားစင်ပေါ်မှာရက်နေရင် သူ့ကို နောက်ဆုံးဆန္ဒအနေနဲ့စီးရင်တောက်ခွင့်ပေးဖို့တောင်းနေခွင်ရတော့သူရဲ့အပြရောက်မိအိမ်ကမိစာကိုမြင်လိုက်တယ်။အဲ့လိုလဲမြင်လိုက်ရောမိခွက်ဆောင်ဟာတင်းပုံကြီးနဲ့ပေါ်လာပြီးမတရားဆုံးဖြတ်တဲ့တရားသူကြီးကိုတစ်ချက်ထဲနဲ့ထုလိုက်တာသိပါလေရောတဲ့။ဒါကလည်းမြင်ရောဘီရင်ကြီးကကြောက်လန့်သွားပြီးစစ်တီတော်ကိုသူ့သမီးနဲ့ပေးစားလိုက်တယ်တဲ့ကွယ်။